အဲ့ဒီကြားတော့ကျွန်တော်ဟိုတယ်တဲ့လုံပြောပေမဲ့လည်းတကယ်တော့ဆိုတော့တော့ဟာရီကနေပြီးမှအဲပို့ဖို့တော့ချောက်ဖို့ကျွန်တော်ကအဲ့ဒီကြီးကနေပြီးမှเนาะကျွန်တော်အနာယူပါချစ်ဖြစ်တယ်ဒေါ်လာရတဲ့မှာကျွန်တော်တို့တရားမှာတရားလွတ်နိုင်ဖို့လုံးမှာတိုင်းတောင်းအရေးကြီးတယ်အဲ့ဒီကြီးဟာလည်း reform process တွေ့နေပြီးတွားနေတာရှိတယ်ကျွန်တော်တမနာကြီးရောဝတ်ချူကြီးနဲ့ကျွန်တော်တို့ဥက္ကဋ္ဌအဲဆရာကြီးဥက္ကဋ္ဌပေါ့เนาะကျွန်တော် တို့တို့ရောက်လဲကျွန်တော်ကိုတယုံပြီးဒီဩဂတ်စလမကူခီမှာကျွန်တော်ကိုချောက်ချပြီးဒီ reform နဲ့ပတ်သက်ပြီးမှကျွန်တော်ဝစီဌာနတွေဟာလဲ dissolve လုပ်မဲ့နေရာမှာပါတယ်လို့ကျွန်တော်ကိုဒီပြောပြီးဆိုတော့ကျွန်တော်ဖက်ကလဲသူတို့တမလားကြီးနဲ့အာဝေချိုကြီးနဲ့ခုနလိုတွေ့တော့ဦးသားတော့ဒီကျွန်တော်ဆရာပေချုပ်ထားကြပြောပြီးသူတို့အနေနဲ့လဲကျွန်တော်မှာ energy မှာ เนาะကျွန်တော်ကဆက်လက်ပြီးမှပါဝင်နိုင်မှာမဟုတ်တော့ကြောက်ကိုအဲ့ဒီမှာလည်းကျွန်တော်လည်းသူတို့ကိုပြောလိုက်ပြီးဖြစ်တယ်ဆိုတော့အခုနောက်ပြောပြောချင်တာကတော့ဒီ initiative တို့ကို institute institution တို့ကိုဆရာကိုကကျွန်တော် energy မှာဆက်လက်ရှိနေမယ်ဆိုတော့ဒါဖွဲ့လို့မဖြစ်တဲ့ဥစ္စာတွေလည်းဖြစ်လာတာပေါ့နော်အကသားတွေလည်းညားတယ်သူတို့ဒီဘက်တာဟာဒီ foreign governance တွေတန်းနေပြီးမှာကျွန်တော်တို့ဒီဥစ္စာကလွတ်လာတဲ့ဥစ္စာဖြစ်ဖို့လို့လောက်အတွက်ကြောင့်ကျွန်တော်တို့ဒီ တော်ဟာကြီးရဲ့လောအချက်အရာအဲ့ဒါကလုံးတာဖြစ်တယ်။တော်ဟာကြီးပို့ပြီးတော့ထိရောက်သွားအောင်ကျွန်တော်လုပ်ရချင်ဖြစ်တယ်။အခုကအခုနောက်လို့ပေါ့နော်။ဒီ energy မှာကျွန်တော်ဆက်လက်မရှိတော့ချီအဖြစ်လောလာသွားတယ် independent ဖြစ်သွားတယ်။နော်ပို့ပြီးတော့ကျွန်တော်ဒီ initiative ဒီကိုကျွန်တော်ဟာနော်အတိတ်ရမှတ်တရားအယူဆက်မှဆိုလို့လို့လို့ရသွားတာပေါ့။တစ်ဖက်ကပြောမယ်ဆိုရင်ဒီ energy ကနေဒီမှာအဲအဲ ထွက်ရရှိတယ်တစ်ဖက်ကပြောမယ်ဆိုရောအခုနက initiative တို့ခုမှကျွန်တော်ကိုယ်တိုင်ခေါင်းဆောင်ပြီးမှအဲ့ဒါကို loop platform ကိုကျွန်တော် people's platform လို့ခေါ်တယ် platform တို့ခုကိုကျွန်တော်အဲ loop အတွက်ကိုတည်ပြတဲ့ကဖြစ်တယ်အဲ့ဒီလာချောက်တို့ပေါ့အဲ့ဒါမှကျွန်တော်ကအပြည့်အဝပုံမှအဲ့ဒါမှခေါင်းဆောင်တိုင်းဖြုတ်ဆိုပြီးမှကျွန်တော်တို့ကအခုနလို့ပေါ့နော်ဒေါ်လာရေးကိုမျက်နှာမှုပြီးမှဒါကလို့လုပ်ရချစ်တယ်ဒေါ်လာရေးကိုဒီထက်မကချီအောင်လို့ရှိချင်လို့ ဒေါ်လာကြီးအောင်မီရအတွက်ဟို resource ကကြီးဆုံးဖြစ်တယ်အခုနောက်ပြောတော့အလူခါလေးမှာဒေါ်လာကြီးကိုဆက်လုပ်လို့မရပါဘူးအခုကလူထုဆိုရင် fatic donor fatic ဖြစ်လာပြီဆိုတဲ့အခါမှာကျွန်တော်ကဒီ entity တခုမရှိဘူးဆိုရင်တော့ resource ကရမှာမဟုတ်တော့ဒါကြောင့်မလို့ကျွန်တော်ကဒေါ်လာ select ကိုကျွန်တော်ကအများဆုံးအောင်မီနဲ့ဖွင့်ရအတွက်အခုနောက်တော့ကျွန်တော်က new initiative ကိုတော့ဖွင့်ရအတွက်เนาะ energy ရည်ဒီမှာကျွန်တော်ထုတ်ပြချက်ဖြစ်တယ် တစ်ဖက်ကပြောမယ်ဆိုလဲဒီလိုဖက်က reform process ကတော့အဲသူတို့ဆက်သွားနေတယ်အဲတာဝစီတဲ့လူတွေဖက်ကနေပြထားတဲ့ဒါကိုလူထုကိုဖွင့်လင်းမိသားစွာပေါ့နော် transparency နဲ့ accountability ကြာကြာနဲ့သူတို့ကအဲ့ဒီ reform process ကိုလည်းချပြလေးနေလို့ကျွန်တော်ယူကြည်ပါတယ်သူတို့ဖက်ကလည်းဒါကိုလည်းအခြေစားတဲ့အခါမှာပေါ့နော်အဲသူတို့အဲ reform နဲ့ပတ်သက်ပြီးမှ transparency ရှိရှိနဲ့အဲ accountability ရှိရှိနဲ့ သူတို့ချပြပါလိမ့်မယ်လို့ချပါတယ်ကျွန်တော်ဖက်ကတော့ခုနကတော့ initiative တို့ခုခုန institution တို့ခုကဒေါ်လာကြီးရဲ့လို့အချက်အတွက်အရာကိုရေးချသွားကြည့်လို့ကျွန်တော်ဒီလို NGO ကနှုတ်ထွက်ပြီးမှခုန initiative တို့ခုကို appeal up လုပ်လိုက်ဖို့ကျွန်တော်အတော့ထွက်ရချင်းဖြစ်တယ်ပြီးမှတစ်ဖက်ကပြောမယ်ဆိုပြီးတော့ America ပြည်ထောင်စုမှာလည်းဒီခုန institution တို့ခုကိုထောက်ပြန်ဒါမှတ်ဖို့ဒီရသွားပြီ America အစိုးရက regulate လုပ်တဲ့အဖွဲ့အစည်းတွေ institution ဖြစ်လာတယ်။ဒါလည်းအင်မတားမှရရှိတယ်။အစိုးရတစ်ခုကအတိမပြုပြီးမှ regulate လုပ်မဲ့အဖွဲ့အစည်းတစ်ခုကိုဆိုတော့အောင်မြင်စွာမှတ်မှုတရတယ်ဆိုတာဟာလည်းတော့ဟာကြီးရဲ့နော်အောင်မြင်မှုတစ်ခုပဲ။ဒါပါအကောက်လည်းရပြီ။ဘုန်းကြီးတူပါလား။ NUG, PPCRP, HBT, NUCC နဲ့ဒေါ်လာရရှိဒီအနေနဲ့ကတော့အမေရိကန်မှာတယူဝေဘာအကောက်တော့ဖွင့်လို့မရဘူးပေါ့။တစ်ဖက်ကပြောမယ်ဆိုရင် liquid entity နဲ့ရရှိလို့မရတဲ့အခါမှာ ကျွန်တော်ကခုန initiative ဒုက္ခနဲ့ institute သူရှိဒုက္ခနဲ့ကွာဒီမှာ legal ဒီနေ့ရတည်ပြနေတယ်ဆိုတာတော့အားကြီးအများကြီးအကျိုးပြုလာမှာဖြစ်တယ်ဆိုတော့ America ပြည်ထောင်စုမှာ institute ဒုက္ခကိုထောင်တဲ့အတိုင်းပဲကျွန်တော်ကလည်း UK မှာလည်းကျွန်တော်လာမယ့်အပတ်မှာတော့မှာဖြစ်တယ် UK မှာလည်းဒီ institute ကိုထောင်ရမှာဖြစ်တယ် UK ဆိုရတဲ့ချစ်စဲဖို့အမှန်တမ်းမှအရေးကြီးတယ်ထို့နည်းတူပဲ Australia နိုင်ငံမှာလည်းဒီ institute ကိုထောင်ဖို့အရေးကြီးတယ် ုံနှစ်တူပဲယူရိုပါတိုက်တနေရာမှာလဲဥပမာဂျာမနီတို့မဟုတ်ဖရက်စ်မှာလည်းထောက်ပူကြီးတယ်ဥပမာဂျပန်တို့တောင်ကိုရီးယားတို့ကအစပေါ့နောက်ဆုံးမှာဆိုရင်အိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်နဲ့ထိုင်းနိုင်ငံတို့မှာတောင်းပါဒီလို institution ညာလို့အကူလို့အားရဆိုတာကျွန်တော်ကျွန်တော်နော်ဒီ principle ပြီးတော့ပြောလို့ရတယ်ကျွန်တော်ဒါကတော့ global movement တစ်ခုဖြစ်လာတာပေါ့အမေရိကပြည်ထောင်စုတစ်ခုထက်မှာပေါ့မြန်မာနိုင်ငံအတွက်အခုကဒေါ်လာရဲ့ကာလပဲရှိကြတယ်ဒေါ်လာရဲ့ကာလပြီးသွားရတော့ဒီဆောင်ရဲ့ကာလလာတော့ ဒီဆောင်ရကာလအတွက်ဆိုတော့ဒီ institution တို့ခုမှလည်းအတအတွက်တောင်မှပို့ပြီးတော့ပုံယူစားကပို့ပြီးတော့အရေးကြီးလာမှာဖြစ်တယ်။ဒါကြောင့်မလို့ဒါဟာတော့ကျွန်တော် strategy ကိုတကယ် long term ကိုကြည့်ပြီးမှဒေါ်လာရကာလအတွက်တော့လောကဒီဆောင်ရကာလအတွက်တော့လောကလိုအချက်ကိုကြည့်မှကျွန်တော်တွားတာဖြစ်တယ်လို့အဲ့လိုပြောစီပါတယ်။ energy ကတော့ကျွန်တော်ရဒေါ်လာရအဆိုးရဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော် ကိုလိုခက်ခဲတယ်ကြော်ဖြတ်ခဲ့ရတယ် အဲကျွန်တော်ရဲ့ NUG မှာကျွန်တော်လုပ်ဖို့ကိုင်ဖက်တဲ့ကိုရုကိုလည်းကျွန်တော်ကျူးတီချောင်းအဲ publicly ပြောပြောချင်တာပေါ့နော်အဲကျွန်တော်တွေ့ချိုနေမြန်ရခက်တယ်အဲဒီမှာကျွန်တော်လည်းခုနလိုပေါ့ဒါခက်ခဲဆိုတာတော့ဘဝမှာအများကြီးတော့ရှိတာပေါ့နော်အဲစေကုံမှုတော့အများတော့ရှိတာပေါ့ဒါပေမဲ့လည်းကျွန်တော်ဒီမှာဆိုပြီးတော့ NUG မှာကျွန်တော်ရဲ့လုပ်ဖို့ကိုင်ဖက်တဲ့ကိုရုကတော့ပေးစားမှုတွေတော်တော်ကြီးမားချတယ်တချို့လူတွေဆိုပြီးတော့တော်တော်များများထောင်တွေနော်ဘယ်နှစ်လဲ เนาะถอดจาပြီးမှတော့ကျွန်တော်ဒါကိုလို့တို့ရဲ့အာရေဖြစ်တာနေကိုနားထောင်တဲ့အခါမှာကျွန်တော်တော့ခါနေရကြတယ်ဆိုတော့ဘလောက်ပဲဖြစ်အခုကတော့တော်မာကြီးရဲ့ပိတ်ထားချက်တမိုင်းရဲ့ပိတ်ချက်တော်ကကိုတော့အတိုက်တာတစ်ခုထီတော့ကျွန်တော်ကတည်ဆောင်လာခဲ့တယ်အခုကတော့ဘလောက်ပဲဖြစ်ကျွန်တော်ဒီအဲ NUG နဲ့ကျွန်တော်ဟိုကွဲသွားတယ်ဆိုတော့ဟိုလောက်ရမှာမဟုတ်ဘူးလောက်ရမှာမဟုတ်ဘူး ကျွန်တော်ဒီပူအားကောင်းသွားအောင်ဒေါ်လိုက်ပူအားကောင်းသွားအောင်ဒေါ်လိုက်ပူထိရောက်သွားအောင်ကျွန်တော်လုပ်နိုင်တဲ့အပိုက်ကနေပြီးမှကျွန်တော်ကအခုဒီ institution တုတ်ခုကိုဖွင့်ပြီးမှကျွန်တော် network အချစ်ချစ်ရှိပြီးသားရှိတယ်အဲ့ဒီကိုရဲ့အပေါ်လို့ကိုအဲ့မှာထည့်လို့ရအောင်ပေါ့နော်ကျွန်တော် institution တုတ်ခုမှာအဲ့လိုမကောင်းဆောင်မှုဆိုတော့ကျွန်တော်တို့မှာရှိပြီးသားဖြစ်တဲ့เนาะဒီအကိုလို့ကတော့ဒီတော့ဟာရဲ့အတွက်အကျိုးအကိုလို့ဖြစ်ဖို့ကအရာခက်တယ် ဒါကြောင့်မလို့ဒီလေးနည်းငါးနည်းဒီပအထိ energy နဲ့တွဲပြီးမှကျွန်တော်တို့လာခဲ့တဲ့အခါမှာဟိုကျွန်တော်မှကိုယ်လည်းအများကြီးခွာတွေပိတ်ခဲ့တယ်အတွေ့အကြုံတွေလည်းအများကြီးပိတ်ခဲ့တယ်အဲ့ဒီလေးနည်းငါးနည်းအတူတူကမလို့ပဲနဲ့ခုန institution တို့ခုမှလည်း follow လာမှာမဟုတ်ဒီအတွေ့အကြုံတွေရတယ်လိုအပ်ချက်အရာတော်ဘာကြီးကိုမျက်နှာမူပြီးမှကြည့်တဲ့အခါမှာဩဒါတော့ခုနဒါလိုအပ်လာပြီဆိုပြီးမှတော်ဘာကြီးကိုမျက်နှာမူတယ်ဒေါ်လာပြည်သူတွေကိုမျက်နှာမူတယ် ဒါကြောင့်မလို့အခုကကျွန်တော်အဲ့လိုအဲတော့ဒီဖြစ်လာစီဖြစ်တယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ် energy ဟာလည်းကျွန်တော်တကယ်ကိုကလိုအပ်နေတဲ့အာနော်ပြုပြပြောင်းလဲမှုကိုလုပ်နေပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီပြုပြပြောင်းလဲရေးပေါ့ reform ကိုလုပ်တဲ့အခါမှာဒေါ်လာကြီးကိုအားကောင်းစေတဲ့ reform ဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နော်ဒေါ်လာကြီးကိုအားကောင်းစေရမှာပေါ့ ဒါတော့ကျွန်တော်လူတိုက်မှာအားနည်းချက်တွေတော့အများကြီးရှိကြတာပေါ့နော်ကျွန်တော်မှာလည်းအားနည်းချက်ကိုပြောမယ်ဆိုကျွန်တော်မှာအများကြီးရှိတယ်အဲတစ်ခါကပြောမယ်ဆိုတော့ကျွန်တော်ဒီ energy မှာတော့ကျွန်တော်ရဲ့စာတာအတိုက်ဆိုတော့လူမှနေရမှာပုံဖြစ်ဖို့တော့ကျွန်တော်ကတော့စာတာပြပါတယ်နော်လူမှနေရမှာလို့ပြောတဲ့အခါမှာအခုနလိုပေါ့နော်ဥမာကျွန်တော်ဒီအဲကျွန်တော်အဥမာပေါ့ကျွန်တော်လူမှနေရမှာလို့ပြောမယ်ဆိုတော့ဒီမှာပိုးပြတာ capacity ရှိတဲ့လူတွေကိုလည်း တော့နေရာလေးပြေးတာတော့ဥမာပေါ့နော်အခုနဆိုရင်တော့ကျွန်တော်ဥမာအဲဒီကျွန်တော်အာအာဝစ်ချုပ်ကြည့်နေတဲ့ဆွေလည်းနိုင်ငံတကာဝစ်ချုပ်နေတဲ့တွေးနိုင်မဲ့အခက်ကြီးလေးပေါ့နော်ဒါလေးကိုကျွန်တော်ဆွတောက်ပေးပါတယ်ကျွန်တော်ဓမ္မရာဆိုရင်နိုင်ငံတကာဓမ္မရာတွေပေါ့နော်နေတွေးနိုင်တဲ့အခက်ကြီးအထိပေါ့ဖြစ်လာနိုင်ပို့ပေါ့အဲ့လိုနဲ့ကျွန်တော်ဟာမလုံးနိုင်ဘူးဆိုရတဲ့အရာကွာဒေါ်လာစိတ်တယ်ပို့ခဲ့နေသူနည်းတူပဲကျွန်တော်ရဲ့အာနော်ဖရဒုက္ခတာ ရှင်ပိကျုကထာလို့ဆိုရင်လည်းနိုင်ငံတကာကလွတ်တော်ဥက္ကဋ္ဌကိုတိုက်ကိုသူကတခါခေါင်းမှာတွေးနိုင်တဲ့အဖြစ်ပေါ့အဲ့လိုမှမဟုတ်ရတော့ကျွန်တော်ဟာဒီဒေါ်ဟာရေးကိုချိဆက်တဲ့အခါမှာတော့တော်တော်ကိုခက်ခဲရှိနေတာဒါကြောင့်မလို့ဒီကပွဲဝင်စီးဒီဆိုရင်လည်းတခြားနိုင်ငံကပွဲဝင်စီးတွေနဲ့တွေ့နိုင်ဖို့တော့အလိုအားလာတယ်ပေါ့နော်ဘယ်လိုဘီထေးဆိုရင်တခြားနိုင်ငံကဘီထေးပေါ့ဒါကနိုင်ငံတကာဆက်စားရေးမှာဒါအင်မတန်ဟာလေးရှိတယ်ဥပမာ ဒီတော့ဘာကတရုတ်ကဘုခက်ကလည်းရှိနေတာပေါ့နော်။တစ်ခက်ကအိန္ဒိယရှိနေတယ်။မြန်မာနိုင်ငံဟာလည်းဒီအာရှနိုင်ငံတွေအားမှာပထဝီနိုင်ငံကြီးအရာဖြစ်နေတဲ့အခါကျတော့ဒီပထဝီနိုင်ငံကြီးကိုကျွန်တော်ဟာကြိုက်ကြတဲ့အခါမှာအခုနောက်ပေါ့အနောက်ဆုံးပေါ့အာရှနိုင်ငံတွေနဲ့ဒီအိန္ဒိယနိုင်ငံတွေရဲ့เนาะဟိုဌာနဆိုင်ရာအရှိရှိပေါ့နော်ဥပမာဟိုအဲ့လိုပေါ့အဲ့လို G2G ဆက်ဆိုင်ရေးမှာပေါ့နော်အများကြီးဒီထက်မကပို့ပြီးတော့ကျွန်တော်ကတော့ ဟို energy မှာလဲရှိလာမယ် reform ပြီးသွားရတော့အအတိဖြစ်လာမယ် reform နောက်ကထွက်လာမယ်ဥစ္စာဆိုရင်အခုနလိုပေါ့ G2 ကြီးစစ်စာရေးမှာအဲ့လိုဖြစ်လာနိုင်ဖို့ကျွန်တော်ဆုတောင်းပေးပါတယ်အဲ့လိုဖြစ်လာပါစေလို့လဲဆိုတော့ဆတာပြုပါတယ်တော့မဟုတ်ဆိုတော့ကျွန်တော် reform လုပ်တာဟာအခုနလိုပေါ့နော်ဟိုဟိုတော့ဘာကြီးအကောက်စီဖို့မဟုတ်ပါဘူးတော့ကျွန်တော်နည်းနည်းဆုတ်ရတယ်ဆိုတော့နောက်ဆုံးပြချုပ်ရမယ်ဆိုတော့ကျွန်တော် နိုင်ငံတော်ချိကက်တွေဟာလည်းတခြားနိုင်ငံတော်ချိကက်တွေနဲ့တွေ့နိုင်ဖို့အရလိုအားလာလိမ့်မယ်အထွန်နေတူပဲကျွန်တို့ရဲ့เนาะဒီဌာနတိတိကလူကြီးတွေဟာလည်းအနက်ဆုံးအင်ဒီနာချီအနိုင်ငံကြီးရဲ့ဌာနကဝကြီးချီချီနေပေါ့နော်အဲ့လောက်ချိကိုလည်းကျွန်တို့ဟာလာကိုဖွင့်နိုင်မယ်ဆိုတော့ဒါအင်မတန်မှာဒါတော့လည်းအတွက်လည်းအရေးကြီးတယ်လို့ထင်ပါတယ် ဒါတော့တော့ဗိုင်းကာလမှာခုနလိုပေါ့နော်ဆိုတော့ဖြတ်တက်ခဲ့ရတဲ့လာချောင်းချင်းဟာလည်းမကြူလာနေများရှိတယ်အဲဆိုတော့ NUG ဆိုတာဟာလည်းခုတာ2021ကနောက်ကပေါ်လာတဲ့ဥစ္စာဖြစ်တဲ့အခါမှာတိုင်းတာတော့ဗိုင်းရရှိတဲ့ချွာတော့တကက်ကွာဟိုးအဲတော့တတော်ကွာနှစ်ပေါင်းများစွာ institution တစ်ခုအနေနဲ့ဖြစ်လာခဲ့တဲ့ဆိုတဲ့အခါမှာဟိုတချို့ကိစ္စလေးတွေကတော့ဟုတ်ပြီအဲ့ဒါပါခက်ခဲတွေတော့မူဝါဖြစ်တော့လကောင်း ဒါပေမဲ့ရွေချက်အဖြစ်တော့ဘာသာနာဒါကတော့နည်းနည်းအဲကွာနေတာပေါ့ဒါပေမဲ့ပြောချင်တာကတော့ကျွန်တော်ကဒီအစိုးရလို့ပြောမယ်ဆိုရင်တော်ဘာကြီးအစိုးရဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အခုကနိုင်ငံတကာဆက်ဆံရေးနဲ့နိုင်ငံတကာဖူပေါ့ဆိုရေးမှာအခုလာဆိုတော့ပြောသလို G2G မှာအတားရတော့တာတိုင်းသားတွေဟာလည်းเนาะအလိုလိုနဲ့သူတို့ကကျွန်တော်ကိုအခုလာလို့ပေါ့နော်သူတို့နဲ့ဖူပေါ့နိုင်မယ်နေထားတော့ရှိမှာပေါ့ဒါပေမဲ့လည်းကျွန်တော်ကဟို uh, state actor အနေနဲ့ဟိုတွားနိုင်တဲ့အခကြီးမှာခုနလို G2G ဆက်ဆံရေးမှာကျွန်တော်ကမဖြစ်ခဲ့တဲ့ဥစ္စာတွေလည်းအကြောင်းမျိုးကြောင့်ရှိခဲ့တာပေါ့နော်။ဒါကြောင့်မလို့ဒါတွေဟာလည်းကျွန်တော်ဒီတိုင်းဒါတွေဆက်ဆံရေးမှာပေါ့နော်။နည်းနည်းဟိုပြောမယ်ဆိုတော့ကျွန်တော်မှ resource မရှိတော့ဘူးပေါ့နော်။ပြီးတော့နိုင်ငံတကာရှိကလည်းကျွန်တော်ကလိုလိုလားတဲ့တိုင်းဒါတွေလိုအပ်နေတဲ့ဟိုခုနလို့ပေါ့။ဒီဖက်တို့ သူတို့မှာစီပိတာရှိတယ်အဒီဖက်ဒရယ်စီစီပိတာရှိတယ်အဲ့ဒီခိုင်မှာခုကတော့အမေရိကပေါ့ဒီနိုင်ငံတကာကူညီကတော်တော်ကိုလိုအပ်လာတာပေါ့ဆိုပါဆိုအမေရိကမှာဆိုရင်တော့ဘာမှဥပဒေရှိတယ်ဘာမှဥပဒေအကောင့်ချက်ဖော်ရေးမှာလည်းတကယ်တော့ဆိုတော့နားလိုက်တော့စစ်စစ်ပေးရတယ်ဆိုတာပါတယ်အဲ့ဒါကိုလည်းကျွန်တော်ဟာ ठी အောင်အောင်ကိုမဟာဗျူဟာအရာပေါ့ strategy plan ကိုအမေရိကဆိုရတဲ့တစ်ဖက်ကပြောမယ်ဆိုရင်တော့ ကျွန်တော်ကဒီ alternative plan ကိုနိုင်ငံတကာကမချပြတဲ့အခါကျတော့ဇယ်မာနှောင့်နှေးမှုတွေရှိတယ်ဆိုတော့အချောက်တော့များတယ်တိုင်မဲ့လည်းခုန reform ပြီးသွားပြီဆိုတော့အဲ့ဒီ reform မှာပေါ်လာမဲ့ NUG မှာဆိုရင်အခုနောက်တော့ဒီထက်မကတိုင်းသားတွေလည်းမဟာမိတ်တွေဆက်စားရေးတွေလည်းအားကောက်လာမယ်လို့ကျွန်တော်မျှော်လင့်တယ်ဘလို့ပြောပြနိုင်ငံတကာနဲ့ G2G အဲဆက်စားရေးနဲ့ corporation မှာလည်းအားကောက်လာမယ်လို့ကျွန်တော်ယူဆပါတယ် ိကတော့ resource ရရှိပါတယ်ကျွန်တော်တော့တော့ like ကလာပါဆူရဆိုတာထက်ကခုနက resource ပေါ့ energy နဲ့ကျွန်တော်က resource ရရှိကြတော့အတပါအရေးရှိပါတယ်ဆိုတော့ဆိုလိုတာကဥပမာကျွန်တော်မှာ resource ကိုနိုင်ငံတကာနေပြီးမှတော့ရရှိနိုင်ဖို့ကအတပါအရေးရှိတယ် resource လို့ပြောတဲ့အခါမှာကျွန်တော်ငွေတစ်ခုငွေချေးဒီ fighters တစ်ခုတက်မှာပဲ ਨੇ weapon ပေါ့လက်နက်ကအစားပေါ့နော်အဲဒါဒီကဥပမာဒီအမေရိကန်မှာဆိုရင် lobby နဲ့ advocacy အောက်ကောက်ကောက်နဲ့ခုနဆိုတော့ပြောသလို PSC နဲ့ဝင်မယ်ဆိုပြီးတော့ not literal sister ဆိုတာကို literal အနေနဲ့ Ukraine လည်းအဲ့လိုတွားလာတယ်လေ Ukraine ကပထမဆုံး not literal ကိုရတယ် America စီကလည်းပြန် now ဆိုတော့ non ဆိုတဲ့စကားလုံးကိုဖြုတ်ပြီးမှ literal ဖြစ်လာတာအဲ့တော့အထူးကျွန်တော်ကတကယ်ကိုနိုင်ငံတကာကိုတိတိယရောက်တဲ့ခုန lobby နဲ့ advocacy ရဲ့ finance business ရဲ့ America company တွေဟာလည်းဒီလိုနေဆိုနေမှာနိုင်ငံမှာ investment လုပ်စီကြတာ တနေ့ကျတာကိုဆိုတော့ဖုတ်ပြရမှာပေါ့နော်ဆိုတော့အဲ့လိုနဲ့အမသာမရရှိပါတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်နေနေကတော့အဲ့လောက်ရှိကိုကျွန်တော်ကတွားလိုက်ဖို့လို့ရရှိတယ်ဆိုတော့အဲ့လို resource ကိုရရှိနိုင်မယ်ဆိုတော့အတိမပြုရှိတာလည်းမြတ်ပါဒါပေမဲ့ကျွန်တော်မှာဘာမှ offer မပေးနိုင်ဘူးဆိုတော့ဒါเนาะကျွန်တော်နေနေလည်းဒါဒါတော့ဒီစစ်ထက်ထပ်တော့ပေါ်တော့ခဲ့တယ်လို့ထင်တယ် အခုကတော့ GPS နဲ့ပတ်သက်ပြီးမှကျွန်တော် ROM နဲ့ပြောပြတာဖြစ်တာပေါ့နော်အဲ့ဒါကကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်9လလောက်ဒါ10လလောက်ကတော့ကို application ပြီးခက်တယ်ဒီ user ကို extend လုပ်ဖို့ပေါ့ကျွန်တော်ဟုတ်ကရကကျွန်တော်ရဲ့ဒီ brief paper မှာကိုလို့ပါပြတာဖြစ်တယ်အဲ့ဒါမှာကျွန်တော်တခုပါကိုလိုရတော့တယ်ဆိုတော့ခုနလိုပေါ့ကျွန်တော်အမေရိကန်မှာစီးတဲ့ကျွန်တော် PD တွေအနေနဲ့ PSC Political Action Committee မှာရှိခဲ့တယ်ရှိမနေခဲ့တဲ့အခါကျတော့ကျွန်တော်ဖတ်တော့ကိုဆက်လက်ပြီးတဲ့ချစ်စစ်မှုအားရနေခဲ့တယ် ချစ်စမောအရာနဲ့ခဲ့တော့ကျွန်တော်ဟုတ်တော့ကိုဆက်လက်ပြီးတော်တော်များများကဒါတွေဥမာဆိုပါဆိုကျွန်တော်တို့ဒီအီဒီယာနာပြည်နယ်မှာ GPS နဲ့နေတဲ့လူပဲကြောက်စီအဲ့ဒါတော့ကျွန်တော်မကြည့်တော့ data မရှိတော့ဥမာကျွန်တော်က Texas ပြည်နယ်မှာဆိုရင် GPS နဲ့နေတဲ့ကျွန်တော်မြန်မာပြည်သူတွေပဲကြောက်စီလဲကျွန်တော်မကြည့်တော့ဆိုတော့အဲ့ဒီအခြေခံ data တော့မှမကြည့်ပဲနဲ့ကျွန်တော်ကလွှတ်တော်အမတရားကိုသွားပြောလိုက်တဲ့အခါကျတော့လွှတ်တော်မှကျွန်တော်မသိဘူး ဒါဆိုရင်တော့ခင်ဗျားတို့မှာကျွန်တော်ကျွန်တော်ရဲ့မက်ဆာနာနယ်မြေမှာ DBS နဲ့နေတဲ့လူပဲရောက်စစ်တယ်မိရကကျွန်တော်တို့မတိဘူးလို့တော့ပြောတာကျွန်တော်ပုံမှာအရာကြီးရတာအရာခက်ခက်သွားတယ်ဆိုတော့ဒါကြောင့်မလို့ advocacy နဲ့ lobby လို့ပြောတဲ့အခါမှာအဲ့လောက်ထိကူကကျွန်တော်ကအိုး in depth ကိုတွားဖို့လိုအပ်ပါတယ်နော်လုံအားလာတဲ့အခါမှာအခုက DBS နဲ့ app ဝင်တူတယ်ကျွန်တော်ကအခြေရှိပါတယ်နော်ဒီဥစ္စာအခြေရှိပါတယ်တစ်ဖက်ကပြောမယ်ဆိုရင်သူတို့ပြောတဲ့ statement အကုန်လုံးကိုဖတ်မယ်ဆိုရင်တော့ သူတို့ရဲ့ BK ဝေဌာနဖက်ကနေပြီးပါထွက်တယ်ဆိုတာထက်စကားစကားငားထားတဲ့ lobby group ကနေပြီးပါပေါ့နော်ဒီတာပေါင်းများစွာရထားတဲ့အဲเนาะ lobby group ကနေပြီးတာအဲ့ဒီ statement တွေကိုလို့ကိုသူတို့ကရေးပြထားတဲ့သဘောကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဘလောက်အထိ lobby ကထိရောက်တယ်ဆိုတော့ကိုအဲ့ဒါနားလဲဘလောက်အထိအဲ့ဒါ advocacy ကကျွန်တော်အာ easy တယ်ဆိုတာကိုအဲ့မှာတော့တက်တက်ပြတာပေါ့နော်ဆိုတော့အဲ့ဒါကိုပြောင်းပြန်ပြန်လာလိုက်ခုကတော့ ကျွန်တော်မှာ grassroot လို့ခေါ်တဲ့ advocacy တွေအရအရေးရှိလာတယ်။အဲ့ဒါကိုလည်းလုပ်တဲ့အခါမှာစနစ်တကျနဲ့လိုလာတယ်။အခုနောက်ကျွန်တော်ပြောတဲ့ယူကောက်ဝင်တဲ့ပတ်သက်ပြီးမှာကျွန်တော် app လာမယ် mobile phone မှာပေါ့။အဲ့ဒါမှာလည်းကျွန်တော်အကုန်လုံးကိုဖြစ်စေချင်တယ်။ဒီမှာရှိတဲ့ကျွန်တော်ပြည်သူတွေပေါ့။အာအဲ့ဒါမှာကျွန်တော်ကဥမာပေါ့လေ GPS နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဥမာအဲကျွန်တော် app လုပ်လာလိုက်တယ်။ဆိုတော့အဲ့မှာပေါ့ ဆိုပါဆိုကျွန်တော်အနေနဲ့ဘယ်လိုခက်ခဲရှိသလဲ case ကိုကျွန်တော်ကကောက်ကောက်နဲ့ပေါ်ပြနေတာပဲဆိုတော့ brief ကိုလည်းပြင်မယ်ဆိုတော့ဆိုရတဲ့ခုကို brief ပြတော့မယ်ဆိုတော့မတက်တက်ရှိဖို့လိုတယ် evidence ရှိဖို့လိုတယ် data ရှိဖို့လိုတယ်ဆိုတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်ကအများကြီးတော့လို့ရှာရှိတယ်အဲ့ဒါကိုကျွန်တော်တို့အတူချွတ်နဲ့ပြပြောမယ်ဆိုတော့ advocacy ဘလောက်အရေးကြီးကြောင်း lobby ဘလောက်အရေးကြီးကြောင်း dps ကတက်တက်ပြတယ်အဲ့မှာဆိုတော့ နော် evocation နဲ့ lobby ကိုကောင်းကောင်းမှ professional ဘယ်လိုလုပ်ရဆိုတော့ဒီတိုင်းရှိပဲ news ကနော် white wash ဖြစ်သွားပြီမှာပေါ့နော်ဒီတိုင်းရှိပဲဒီတိုင်းကျွန်တော်ကပြန်ဟောက်ဖို့ရခက်ဒါကြောင့်မလို့ခုနကပြောတဲ့တုတ်ခုပြတ်မှာတစ်ခုကတော့ lobby evocation ဖြစ်တယ်ဆိုတော့အဲ့မှာလာကိုးလို့ပြီးမှာနော် white wash ပါပေးချပါလို့မိတ္တရားခလုတ်ပါလားသီး